မင်္ဂလာပါဒီနေ့ကျွန်တော်ချက်ပြမယ့်ဟင်းပွဲကတော့ spicy မာလာကင်သုံးတဲ့ spicy ခေါက်ဆွဲလုပ်နည်းကိုလုပ်ပြမှာဖြစ်ပါတယ်နီးပြီးရတော့ဘာလို့မှလုံစားလို့ရပါတယ်ပထမဆုံးပြမယ်ဒါဆက်လက်ဆက်လက်ကတော့တွဲစားဖို့ပါဒါကတော့မာမီတက်တက်လို့ခေါက်ဆွဲ၅កောက်ပါတယ်အဲ့ဒါခေါက်ဆွဲလုပ်ဖို့အတွက်ဒါကတော့အားလုံးသိကြရတာအကင်ဆုံးပါဟုတ်ပြီဒါလေးကတော့ spicy sauce ဖြစ်ပါတယ် ဒါပေါ့ပါမယ့်အရာ spicy sauce ဟုတ်ပြီဒါတော့ chili sauce sweet chili sauce ပေါ့အဲ့ဒါလည်းပါမယ်ပြီးလို့ရှိရင်မာလာအကင်မုတ်ပါမယ်နောက်မဖြစ်မနေပါမှာတော့မယောနီးမယောနီးကတော့ကျွန်တော်အိမ်မှာလုပ်ထားပြီးတော့ဒီဘူးလေးတွေထည့်ထားပါမယောနီးဆိုလည်းနောက်ချိန်ရင်စင်ပြေတဲ့အခါကျရင်ရိုက်ပြပါဦးမယ်ကျေးဇူးတင်ပါတယ်မင်္ဂလာပါ ဒီနေ့ကတော့ကျွန်တော် spicy မာလာအပြင်တုံးနဲ့ spicy မာလာခေါက်ဆွဲကိုလုပ်ပြမှာဖြစ်ပါတယ်။ဥစွာစီပူအောင်တဲရပါစီပူအောင်တဲဦးကကိုနေတက်ရဝယ်ထားတဲ့အကင်တွေကိုအကင်စုံကိုကျွန်တော်တို့ထည့်ကြုံမယ်။ကျွန်တော်ကတော့ဒီမှာငဖေးပါနင်းနေပါတယ်အိမ်မှာရှိတာပါထည့်လိုက်တယ်။ထည့်ပြီးတော့ကြော်မယ်အရင်ဆုံး ကင်းလေးကြော်ရတာရပြီဆိုလို့ကြည့်လို့ရှိရင်ကျွန်တော်တို့ပကံတစ်ခုရဲ့ကိုစဲပြီးတော့ထည့်ထားလိုက်မယ်ကင်းလေးကြော်ယူရလို့ကြည့်လို့ရှိရင်ကိုစားမလောက်ကိုဇလုံးတစ်ခုတည်းကိုထည့်ပါထည့်ယူရလို့ရှိလို့ရှိရင်ကျွန်တော်တို့ချီလီဆော့ထည့်မယ်ဒါတော့ကျွန်တော်ကတော့အကြမ်းမြင့်ပြတာပေါ့နော်ကိုစားရဲပေါ်မူတည်ပြီးတော့အချိုးငန်းတွေထည့်တဲ့ခါတွေကတော့ ကော့ကိုမျှတဝင်ထည့်ပါကျွန်တော်ချီလီဆော့နှစ်စွန်းထည့်လိုက်တယ် spicy spicy ကိုတော့ကျွန်တော်အများကြီးမထည့်ဘူးအဆက်လည်းတိတ်မစားနိုင်တဲ့အတွက် spicy ကိုတင်းအောင်ထည့်လိုက်တယ်ပြီးရင်ကျွန်တော်မာလာအကင်မှုတ် မလာခင်မို့ဇွန်တဝက်တတာတော့ထဲလိုက်တယ်ထဲပြီးလို့ရှိလို့ရှိရင်ကျွန်တော်တို့သူ့မြတ်တော့နေပြီးပါတချို့ကတော့ဒီအကင်တုပ်တွေကိုဆလက်ရည်တွေထည့်ပြီးတော့တုပ်ပါတယ်ကျွန်တော်တို့ဆလက်ရုပ်ကိုတက်တက်သွဲစားဖို့အတွက်ပဲထားရပါတယ်ထဲမတုပ်ထားပါဘူးမိမိအစဉ်ပြေသလိုလုပ်ပါဤတော့ကျွန်တော်တို့ပကံတစ်ခုတည်းဒါထည့်ရလိုက်မယ်ပေါ့နော် ပဲအကင်သုံးကိုကျွန်တော်ထည့်လိုက်ပြီးပကံတခုလေးကိုဆက်လက်ရွက်လေးရောတခွားသီးလေးရောထည့်ထားတယ်ပြီးလို့ရှိရင်တော့ကျွန်တော်မရောနဲ့အပေါ်ကနေပြီးတော့တင်ပေးပါကဲမမရောနဲ့လေအပေါ်ကနေစမ်းပေးပြီးသွားပြီဆိုလို့ရှိလို့ရှိရင် spicy မာလာအကင်သုံးလေးတစ်ပွဲရပါပြီကျွန်တော်တို့ခေါက်ဆွဲကိုဆက်ပြီးတော့လုပ်မယ်ရည်စုအောင်တဲပါကျွန်တော်ကတော့ဒီမာမီခောက်ဆွဲအလုတ်ကိုဝယ်တယ်သူ့ကိုကျွန်တော်ကတော့ ေစုတဲ့ချိန်မှာ၄កောက်ထည့်လိုက်မယ်ဒါတော့လူအနေများပေါ်မူတည်ပြီးချိန်မှာเนาะကိုယ့်အကိုသွားတထုပ်၅កောက်ပါတယ်ကျွန်တော်၄កောက်ထည့်တယ်ခောက်ဆွဲသားကြီးရလာတဲ့အခါကြာလို့ရှိလို့ရှိရင်တစ်ခေါက်ပြန်ပြပါမယ်ခောက်ဆွဲသားလေးတွေစိတ်ကြိုက်ဖြစ်ပြီဆိုလို့ရှိလို့ရှိရင်เนาะကျွန်တော်တို့တော်မယ်ရေစစ်ပြီးတော့မှကျွန်တော်တို့ spicy ခောက်ဆွဲပြန်လုပ်ပါမယ်ကျွန်တော်တို့ခောက်ဆွဲကိုရေပူတွေတုံပြီးတော့အေးဝါပြီဆိုလို့ရှိရင်ကျွန်တော်တို့ဘန်းတစ်ခုတို့မျိုးစလုံးတစ်ခုလည်းအဆင်ပြေလို့ထည့်ပါ ်ချီလီဆော့ထည့်မယ်ကျွန်တော်နှစ်စုံထည့်ထားမယ်နည်းတယ်သုံးစုံထည့်လိုက်မယ်ဒီလိုရှိလို့ရှိလို့ရှင် spicy ဆော့ထည့်မယ် spicy ဆော့လည်းကိုစားနိုင်တဲ့လောက်ထည့်ပါနော်ไปซีโจ้แท้อยู่แล้วล่ะရှင်เราจะมาลากินหมดเลย ီစပွန်တဝက်လောက်ထည့်ပေးလိုက်မယ်ထည့်ပြီးလို့ရှိလို့ရှိရင်တော့ကျွန်တော်တို့ကသူ့ကိုတမောင်းအောင်နေပေးပါအဲခုဆိုလို့ကြည့်လို့ရှိရင်ခေါက်ဆွဲကိုလည်းကျွန်တော်တို့နေပြီးသွားပြီနေပြီးသွားပြီဆိုလို့ရှိလို့ရှိရင် spicy မာလာခေါက်ဆွဲနဲ့ spicy မာလာအကင်တုပ်လေးရပါပြီ live ပါကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဟင်းပွဲလေးကိုနှစ်သက်တယ်ဆိုလို့ရှိရင်အပေါင်းလေးနှိမ့် အသေးလေးပြေးခဲ့လို့ရပါတယ်ကျွန်တော်မန်းရှင်းလာတယ်ကျွန်တော်အကူရဲ့အကောင့်အစားတလိုင်းကူးတူအကောင့်ကိုလည်းစိတ်ဝင်စားရင် line and follow လုပ်ပြီးလို့ရပါတယ်သူကတော့ကျွန်တော်ချက်ပြတာတွေကိုစားပြတဲ့အကောင့်မှာကျေးဇူးတင်ပါတယ်